မင်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနကနေဒီဇင်ဘာလ12ရက်နေ့စစ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လောင်လုံးတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်မှုများပြားစစ်တပ်ကလေရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုမြင်းမော်ရွာထဲရှိနေအိမ်များမီးလောင်ပျက်စီးတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္လာနေ့တိုင်းလောင်လုံးတွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရန်စစ်သားများထိခိုက်မှုများပြား၍ လေရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာမြင်းမော်ရွာတဲ့ရှိနေအိမ်များမိလောင်ပြက်စီးခဲ့ကြောင်းဒေသတွင်းစစ်ရေးတရင်ရဲ့မြေကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့ဒီဇင်ဘာလ17ရက်နေ့နံနက်ပိုင်းတွင်လောင်လုံးမြို့ပေါ်မှစစ်ကြောင်းထိုးရန်ထွက်လာသောအကြံဖက်စစ်သားများကိုတော်လည်ရေးတပ်ဖွဲ့များကမြင်းမော်ရွာအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။တိုက်ပွဲတွင်အကြံဖက်စစ်တပ်မှထိခိုက်သေးဆုံးမှုများပြခြင်းကြောင့်စစ်သည်မော်များနှင့်တပ်ဝဲမြို့ပေါ်မှစစ်သားများကလည်းလက်နက်ကြီးများဖြင့်ပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ထို့ပြင် Jet Fighter ဖြင့်လည်းညင်းမော်ရွာအတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့သောကြောင့်နေအိမ်များသီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ယင်းထိတွေ့တိုက်ပွဲသည်ညနေပိုင်းအထိပြင်းထန်ခဲ့ပြီးညပိုင်းတွင်တိုက်ပွဲရပ်တန့်သွားတော့လည်းအကြံဖက်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိလောင်လုံးမျိုးပေါ်ကိုပြန်လည်ဆုတ်ခွာခြင်းမရှိသေးသောကြောင့်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးစစ်ကြောင်းကအခုထိတော့ပြန်မဆုတ်သေးဘူးလောင်လုံးမျိုးနားမှာပဲရှိတယ်။တိုက်ပွဲကအခုညပိုင်းညနေပိုင်းစစ်ကြောင်းရှိနေသေးတော့ရှေ့ဆက်ပြီးဖြစ်နိုင်သေးတယ်။ ပြည်သူတွေလည်းအကုန်တင်းရှောင်နေရတယ်စစ်ခွေးတွေအထိနာလို့လေရင်နဲ့ပါဘုံလာကျဲသွားတာစစ်ခွေးတွေထိခိုက်မှုများနိုင်တယ်ဟုဒေတာရင်းစစ်ရေးတရေရင်းကပြောဆိုပါတယ်အကြံဖတ်စစ်တပ်သည်လောင်လုံးမြို့နယ်အတွင်းကိုဒီဇင်ဘာလ9ရက်နေ့ကတည်းကစတင်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့တွင်ကျေးရွာများကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးညအူးစေးရုံကိုဖုံးကျဲတိုက်ခိုက်ခဲ့သောပြည်မှုကျူးလွန်သူကျူးလွန်ရန်စီခိုင်းသူနှင့်ပါဝင်ပတ်သက်သူများကိုပြင်းထန်စွာလက်တုံပြန်မိဟုအေအေထုတ်ပြန်စစ်တပ်၏လုပ်ရက်သည်အဆိုပွားဆုံးအပြင်းထန်ဆုံးသောဆရာဇဝတ်မှုကြီးတစ်ခုဟုအေအေပြောဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်နယ်မြောက်ဦးစစ်ရုံကိုပုံကျဲတိုက်ခိုက်ခဲ့သောပြည်မှုကျူးလွန်သူကျူးလွန်ရန်စေခိုင်းသူနှင့်ပါဝင်ပတ်သက်သူများကိုပြင်းထန်စွာလက်တုံ့ပြန်မိဟုအေအေကယနေ့ဒီဇင်ဘာလ17ရက်နေ့တွင်ထုတ်ပြန်ကြေညာလိုက်ပါသည် ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့်ည9:33မိနစ်ခန့်တွင်ညဦးမျိုးဓမ္မရစ်ရက်ွက်ရှိညဦးပြည်သူစစ်ရုံကြီးကိုဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ကတမင်တကာကြီးရွက်ချက်ရှိရှိဖြင့် Jet Fighter တစ်စီးပေါ်မှထက်အားဖြင့်ပေါင်900ပုံနှလုံးဖြင့်အကြမ်းဖက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုကဲ့သို့ဘုံကျဲတိုက်ခိုက်ခံရသောကြောင့်ပြည်သူစေယုံဝင်အတွင်ရှိစေယုံပင်မဆောင်ကြီးခွဲစိတ်ဆောင်အယိုးဆောင်အဓိကခွဲစိတ်ခမ်းမအပါဝင် စေယုံဝင်အတွင်ရှိဝန်ထမ်းအရာအဆရှိသောမြောက်ဦးပြည်သူစေယုံကြီးတို့ကုလုံးဒီပါပြက်စီဆုံရှုံခဲ့ရပြီးစေယုံပတ်ဝန်းကျင်ရှိလူနေအိမ်အဆောင်အချို့ပါထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ဖက်စစ်အကြံဖက်စစ်ကော်မရှင်၏ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်၌စေယုံအတွင်စေကူးတာခိုင်ယူနေကြသောအဖြစ်မဲ့အရတားပြည်သူများ၃လသားအွယ်ကလေးများအပါအဝင်အမျိုးသား၁၆ဦးအမျိုးသမီး၁၈ဦးစုစုပေါင်း၃၃ဦးပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းတခြားသောစေကူးတာမှုခိုင်ယူနေကြသည့်ကိုဝင်ဆောင်အမျိုးသမီးများတက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအပါအဝင်အဖြစ်မဲ့အရတားပြည်သူ၈၆ဦးတို့မှလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းထို့သောဒဏ်ရာရရှိသူများအထက်တွင်အာရကပြည်သူ့ကျန်းမာရေးဝန်ထမ်းအချို့လည်းပါဝင်ခဲ့ကြောင်းသိရပါသည် ။မြောက်ဦးခရိုင်အတွင်းရှိမြောက်ဦးပြည်သူစစ်ရုံးချစ်သည်အရက်ကဒေတာအတွင်းနေထိုင်ကြသည့်လူမျိုးဘာသာမရွေးစေကူတာပေးနေသော အရကပြည်သူလူထုအားကိုအားထားအပြုရဆုံးစေယုံကြည်တယုံဖြစ်ကြောင်းတခြားတစ်ဖက်တွင်ဖက်စစ်အကြံဖက်စစ်ကော်မရှင်နှင့်အရကတပ်တော်တို့နှစ်ချီတိုက်ပွဲများဖြစ်ပွားကယနေ့အချိန်တိတိုက်ပွဲများပြင်းထန်နေသည့်ကာလဖက်စစ်အကြံဖက်စစ်ကော်မရှင်၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအပါအဝင်အခြေခံစည်းဝါးများပိတ်ဆို့ဖြတ်တောက်ခံထားရသည့်ကာလအိန္ဒိယနိုင်ငံများမှစည်းဝါးများအလွယ်တကူဝယ်ယူမရရှိနိုင်သည့်ကာလများနှင့်အခက်အခဲအကြမ်းတမ်းဆုံးကာလများကိုတိမ်မွေ့စွာဖြတ်တန်းနေရသောကာလလေးဖြစ်ကြောင်းသိရပါသည် ထို့သောအခက်အခဲမျိုးစုံကြမှာအရက်သားပြည်သူများကိုလူမျိုးဘာသာမရွေးပြည်သူ့ကျမ်းမာရေးဝန်ဆောင်မှုပေးနေတဲ့ညအုပ်ပြည်သူစေယုံကြီးကိုတမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်လေချောင်းမှအကြံဖက်ပုံကျဲတိုက်ခိုက်ခဲ့သည့်စစ်ကော်မရှင်ဤလုံရက်သည်လွန်စွာဆက်ဆုပ်ရွှေရှာပွဲအကြံဖက်လုံရက်ဖြစ်သည်သာမကအရက်ကတိတာအတွင်ဖက်စစ်အကြံဖက်စစ်ကော်မရှင်ကျူးလွန်သည့်အထက်အစိုးဝါဆုံးအပြင်းထန်ဆုံးသောစစ်ရဇဝတ်မှုကြီးတစ်ခုအပြစ်မဲ့အရက်သားပြည်သူများအစုလိုက်အပြုံလိုက်ထိခိုက်ဒဏ်ရာရသေဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုလည်းပြတ်ကြောင်းအေအေကပြောဆိုပါတယ် ရခိုင်အမျိုးသားအဖွဲ့ချုပ်အရက်ကတက်တော်သည်မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသောပြည်တွင်းစစ်ပဋိပက္ခနိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းအရငြိမ်းချမ်းစွာဖြေရှင်းနိုင်မှပြည်လဲနိုင်မည်ဟုနားလည်လက်ခံထားကြောင်းသို့တော်လည်းနိုင်ငံရေးအရမဖြေရှင်းနိုင်သေးသည့်အခြေအနေနှင့်အဖြေရှာရန်လမ်းဆမရသည့်သောအခြေအနေများအောက်တွင်စည်ရေးအရမလွဲမရှောင်သာလှုပ်ဆောင်နေရသော်လည်းနိုင်ငံတကာစစ်ဥပဒေအတိုင်းလိုက်နာပြီးအရသာပြည်သူလူထုများထိခိုက်နစ်နာစေပြီးလှုပ်ရများကိုအထက်နိုင်ဆုံးရှောင်ရှားလျက်ရှိကြောင်းအေအေကဆက်ပြောဆိုထားပါသည်ထို့ပြင်စစ်အထွန်းလိုက်နာကျင့်သုံးရမည် စစ်ကျင့်ဝတ်များကိုတပ်ဖွဲ့ဝင်များကိုတိကျစွာလက်ညွန်ထားပြီးလိုင်းနာကျင့်သုံးလျက်ရှိကြောင်းစစ်သားအချင်းချင်းတိုက်ခိုက်ပြီးမှစစ်အီသဘောတဘာဝအရာပြောစရာမလိုတော့လေအရက်သားပြည်သူလူထုများရှိရာ မြို့ရွာများနဲ့ပြည်သူစစ်ရုံကြီးများကိုတမင်တကာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီးအပြည့်မဲ့ပြည်သူများအစုလိုက်အပြုံလိုက်တည်စေနိုင်သောလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုမျိုးမှာရင်ကျေးသောကဘာကြီးနှင့်လူအတိုင်းဝိုင်းကပြည်သူများလက်သင့်ခံရမရနိုင်သောအကြီးတန်းဆက်စုပ်ရွှေရှောက်ပွဲလုပ်ရများပင်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ယခုကဲ့သို့အများပြည်သူပိုင်းစည်းရုံစည်းကမ်းများ၌စေကူတာမှုခံယူနေကြသောအပြစ်မဲ့အယက်တာပြည်သူများအပေါ်ပြစ်မှုကျူးလွန်ခံရခြင်းနှင့်ပတ်သက်၍တရားမျှတမှုရရှိစေရေးအတွက်ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့်တရားမျှတမှုကို ချစ်ခင်မြတ်လို့သောလူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာတရားမျှတမှုရရှိသည့်အထိဆောင်ရွက်သွားမည်ဖြစ်တဲ့ကဲ့သို့ပြမှုကျူးလွန်သူကျူးလွန်ရန်စိတ်ခိုင်းသူနှင့်ပါဝင်ပတ်သက်သူများအားပြင်းထန်စွာလက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်ဟု AAA ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။အရက်ကဒေတာအပါဝင်မြန်မာနိုင်ငံအနှံ့မှအပြစ်မဲ့အယက်သားပြည်သူများကိုယခုကဲ့သို့နှိမ့်စင်ရက်စံတမင်တကာရည်ရွယ်ချက်ရှိရှိအဓိကပြစ်မှတ်ထားတိုက်ခိုက်နေသော ဖက်စစ်အကြံဖက်စစ်ကော်မရှင်ဤစစ်ရဇဝဲမှုနှင့်လူသားမျိုးနွယ်အပေါ်ပြည်မှုကျိုးတော်နေမှုများကိုနိုင်ငံတကာအနေဖြင့်လက်ပိုက်ကြည့်မနေပဲဝိုင်းဝန်းထိန်းချောင်းပေးကြပါရန်အားကိုးစွာဖြင့်အကူအညီတောင်းခံအပ်ကြောင်းဤကဲ့သို့တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ကြသောအပြစ်မဲ့အရတားပြည်သူလူထုများအတွက်တရားမျှတမှုရရှိစေရန်နှင့်ကျူးလွန်ခဲ့သောသူများကိုထိတိယောက်ယောက်အေးအေးယူအပြစ်ပေးနိုင်ရန်ကိုလည်း မတရားကျူးလွန်ခံရသောသူများကိုစားရခိုင်မျိုးသားအဖွဲ့ချုပ်မှနိုင်ငံတကာနှင့်ကမ္ဘာနိုင်ငံကြီးများအိန္ဒိယချင်းနိုင်ငံများထံသို့တလေးတဆအကူအညီတောင်းခံအကြောင်းပြောဆိုထားပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့အထိနှစ်နှစ်တာကာလများအတွင်းဖက်စစ်အကြံဖက်စစ်ကော်မရှင်သည်အာရကဒေသတွင်၌ စစ်ဘက်ဆိုင်ရာပြစ်မှတ်များမဟုတ်သောအပြစ်မဲ့အရက်သားပြည်သူလူထုများနေထိုင်သွားလာလှုပ်ရှားရာအရက်ဖက်နေရာများသို့တမင်တကာလေချောင်းတိုက်ခိုက်မှုများအပါအဝင်လူခွေရေးချိုးဖောက်မှုများကြောင့်အပြစ်မဲ့အရက်သားပြည်သူ1152ဦးသေဆုံးခဲ့ရပြီး2153ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကမတရားဖမ်းဆီးခံရသူ1034ဦးအထိရှိခဲ့ကြောင်း2025ခုနှစ်ဇန်နဝါရီလ3ရက်မှာ နိုဝင်ဘာလ28ရက်နေ့အထိတနစ်တာနီဘာကာလာတွင်ဖက်စစ်အကြံဖက်စစ်ကော်မရှင်ကစစ်တွေပောက်တော်ရက်တိတောင်ပုံနာကျွန်ကြောက်တော်မင်းပြမြောက်ဦးအန်တောင်ကုန်းရန်ပြဲကြောက်ဖြူဘွားမြို့နယ်နဲ့ ်မလဝတို့တွင်လူအခွင့်ရေးချိုးဖောက်မှုလူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုဆေးရစွဲမှုမြောက်သောလေချောင်းတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့ကြောင်းထို့သောတိုက်ခိုက်ခဲ့မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း500နှစ်ဦးတိစုံသူစုစုပေါင်း192ဦးနဲ့လူနေအိမ်စုစုပေါင်း596လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်ဆလဘီအတန်တိတ်တပိတ်ဂုံပြူသောအဖြစ်ကံကောမျိုးမရဲ့စက္ကန့်ကိုထရုံးဖြင့်ပုံကျဲတိုက်ခိုက်ရဲနှစ်ဦးဆေးရုံရောက်တဲ့ဆွေတရင်ကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ် ။မကွေးတိုင်းကံကောမြို့နယ်မှာအတန်တိတ်တပိတ်အောင်ပွဲအထိမ်းမှန်အနေနဲ့ကံကောမြို့မှာရဲစခန်းကိုတော်လှန်ရေးအင်အားစုတွေကဒရုန်းနဲ့ပုံကျဲချတိုက်ခိုက်ခဲ့ရာရဲနှစ်ယောက်ဆေးရုံတင်ထားရာကြောင်းရော့အလင်းတန်းအဖွဲ့ဝင်ကိုရောင်နီကသတင်းဌာနကိုပြောပါရတယ်။ ဒီဇင်ဘာလ10ရက်မနေ့ကညနေပိုင်းမှာဒေါ်လာရေးတက်တွေကကံကောမျိုးမရဲစခန်းမှာရှိနေတဲ့စစ်အုပ်စုတွေကိုထရုံနဲ့ပုံသီးနှလုံးချဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သားနဲ့ရဲတွေထိခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုဟာအတန်တိတ်တပိတ်မှာပုံဝင်ပေးခဲ့ကြတဲ့နိုင်ငံတော်ဝန်ကပြည်သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့လှုပ်ဆောင်ခဲ့တာလို့လည်းကိုရောင်နီကပြောပါတယ်။ကံကောမှာတော့အတန်တိတ်တပိတ်ကအရင်နှစ်တွေကလောက်အောင်မြင်မှုမရှိဘူးပြောရမယ်။ဘာလို့ဆိုမနေ့ကတရက်လုံးမျိုးတဲကိုရခတွေကကားနဲ့အဆက်မပြတ်ကင်းပတ်ပြီးကြည့်တယ်။ ဆိုင်တွေလည်းတိတ်မပိတ်ရဲကြဘူးဒါပေမဲ့တနိုင်ငံလုံးကအတန်တိတ်တပိတ်မှာပဝင်ပေးကြတဲ့ပြည်သူတွေကိုတော့ဂုံပြူတဲ့အနေနဲ့ရဲဘော်တွေကအခုလို drone တိုက်ခိုက်မှုပြုလုပ်ခဲ့တာပါလို့ယော်လင်တန်ဖွဲ့ဝင်ကိုရောင်နီကတရင်ဌာနကိုပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကလည်းဂန်ကွန်မြို့မှာရဲစခန်းကိုတော်လန်ရဲတပ်တွေက drone နဲ့တိုက်ခိုက်ခဲ့ပြီးဒီတစ်ခေါက်တိုက်ခိုက်မှုမှာတော့အသေးစိတ်အခြေအနေမသိရသေးပေမဲ့ရဲနှစ်ယောက်ထိခိုက်ဒဏ်ရာပြင်းထန်ပြီးစေယုံတင်ထားရကြောင်းကနအူသိရှိရပါတယ်ဂန်ကွန်မြို့မှာရဲစခန်းကိုတိုက်ခိုက်ခံရပြီးတဲ့နောက်စေအိုစုကမြို့အနောက်ဘက်မြစ်တာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဆိုင်တူးနဲ့ င်ဇဟောချေးပါတွေစီလက်နက်ကြီး9ချက်ချက်တက်မနေရန်ကပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာကံကောမျိုးကမျိုးပေါ်ရက်ကွက်လေးခုနဲ့မျိုးအနီးရှောက်ပင်အောင်မြင်ချေးပါမှာပဲစေအုပ်စုစုံမှုထားနိုင်တော့တာဖြစ်ပြီးအထူးရောက်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေချိန်မှာအခုလိုတိုက်ခိုက်ခဲ့တာလေးဖြစ်ပါတယ်။